အလိုရောလုံးမင်္ဂလာပါကျွန်တော်တို့ Save Byte Channel အနေနဲ့ကြိုဆိုပါအဲကျွန်တော်တို့ဒီနေ့တော့ Skelly Dust တန်လို့ခေါ်တဲ့ခန္ဓာကိုယ်ကြီးရဲ့အယိုးစုဖွဲ့မှုစနစ်ကြီးအကြောင်းကိုအနည်းငယ်ဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးမတည့်ရဖို့အန်ရှောက်ဖို့လှုပ်ရှားတော့လာဖို့စတဲ့နေရာမှာဒီအယိုးတွေကမဖြစ်မရှိမဖြစ်အခန်းကဏ္ဍအနေပါဝင်နေတယ်ဒီအယိုးတွေရဆိုလို့ရှိရင်လှုပ်ရှားတော့လာဖို့အတွက်တော့မကကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ကိုရင်းကလေးစားတွေကိုကာကွယ်ပေးတာမျိုးအဲဒီတက်ထုတ်ရက်တွေကိုတို့လောင်ပေးတာမျိုး သွေးဆဲတွေထုတ်လုပ်ပြီးတဲ့နေရာမျိုးတွေမှာလည်းပါတယ်။ Discalidal system ကြီးရဲ့အဓိကလုပ်ငန်းတွေကိုသေးသေးပြောမယ်ဆိုလို့ရှိရင်အဲပထမတစ်ခုကတော့ support လို့ခေါ်တဲ့ဒီခြံနာကိုကြီးရဲ့ပုံမှန်သဏ္ဍာန်ပေါ်လာဖို့အတွက်ဆိုရင်အဓိကအခြေခံအကြသောညံတပွဲထောက်ပံ့ပေးထားတယ်ပေါ့နော်။ရိုးရီပုံပေါ်မှာတစ်ဆင့်အသွေးတွေအသားတွေအရေပြားတွေလိုက်ခြင်းအဖြစ်အခုမြင်နေကြဒုက္ခနာကိုပုံစံတိုင်းပေါ်ပေါက်လာတာပေါ့နော်။နောက်တစ်ခုကတော့ protection လို့ခေါ်တဲ့ကာကွယ်မှုပေါ့နော်။ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိရဲ့ ရေးကြီးအင်္ဂါအပိုင်းတွေကိုပြပထိခိုက်တံရမရအောင်ကာကွယ်ပေးတာလေဥပမာဥကောင်းဝင်ရိုးဆိုလို့ရှိရင်သူ့အထဲမှာရှိစီအုံနောက်ကိုမထီအောင်ကာကွယ်ပေးရယ်ငံရိုးတွေဆိုလို့ရှိရင်လည်းအထဲမှာရှိတဲ့အဆုတ်တဲ့နှလုံးကိုမထီအောင်ကာကွယ်ပေးရယ်လားတူကြိုးယူးမာကြီးဆိုလို့ရှိရင်လည်းသူ့အတွင်းပိုင်းမှာရှိရယ်ဘရိုအန်ရိုးရောမာကြီးကိုမထီအောင်ကာကွယ်ပေးထားတယ်နောက်တစ်ခုက movement လို့ခေါ်တဲ့လှုပ်ရှားမှုပေါ့နော်ဒီအရိုးတွေရာဆိုလို့ရှိရင်အဲလီဂါသဘောမျိုးတာဝန်ခွင့်ပြီးတယ်အဲချက်သားတွေကဒီရိုးတွေကို ကြုံပြီးဆွဲလိုက်တဲ့ခါမျိုးမှာလှုပ်ရှားမှုဖြစ်ပေါ်လာတာပဲဖြစ်တယ်။ဒါကြောင့်အယိုးတွေနဲ့ကြက်သားတွေပူပေါင်းဆောင်ရွက်ခြင်းအဖြစ်ဒီလှုပ်ရှားမှုတို့လာပြီးဖြစ်ပေါ်လာတာပဲဖြစ်တယ်။ mineral soil တွေလို့ခေါ်တဲ့ဒီတက်ထုတဲ့တူလောင်မှုအင်ယာမလည်းပါတယ်။ဥပမာ calcium နဲ့ phosphorus တွေကိုအယိုးတွေထဲမှာတူလောင်ထားပြီးရဲ့နောက်အယိုးတွေမှာရှိတဲ့ဘုံမဲလို့ခေါ်တဲ့ယူရင်းချင်းစီယာဆိုလို့ရှိရင်ဒီသွေးနီ UV သွေး QV ကိုထုတ်လုပ်ပြီးရဲ့နေရာမှာအဓိကပါလဲ။ ယူရင်းချင်းကြီးကပဲခန္ဓာကိုယ်မှာရှိတဲ့အက်တီတွေကိုပိုင်းရင်အဖြစ်ဒီအယူထဲမှာတူလောင်ထားပြီးရဲ့ Git Clear System မှာအဓိကအဖြစ်အယူအယူနုအယူအထက်စာရင်းနဲ့ပေါင်းပြီးဖြည့်ထားရတဲ့တမောက်ကအယူဆိုလို့ရှိရင်မွေးပြင်းစာကလေးတွေမှာစုစုပေါင်းအယူပေါင်း500ခန့်တည်းရှိတယ်။အဲကလေးအသက်ကြီးထွားလာတာနဲ့အမျှတချို့တချို့တော့အယူတွေကပေါင်းချီသွားတဲ့ပြောင်းမလို့အရွယ်ရောက်လာတဲ့အခါဒူကြီးတယောက်မှာအယူပေါင်း106ခုရှိတယ်။ ောက်တစ်ခုကတော့ cutly လို့ခေါ်တဲ့အယိုးနုပေါ့နော်တို့အဓိကအပြည့်အတစ်ဒီနှာခေါင်းနှရွက်အားတဲ့နေရာရင်းမှာရှိတဲ့ပျော်ပြောင်းတဲ့ tissue မျိုးစားတစ်ခုပဲဖြစ်တယ်။နောက် ligament လို့ခေါ်တဲ့ရိုးပြားတွေပေါ့နော်သူကဆိုလို့ရှိရင်အဓိကအပြည့်အတစ်တွေမှာယိုးတစ်ခုနှစ်ခုကို socket ပြီးထားတဲ့မာကျောတဲ့ tissue မျိုးစားပဲဖြစ်တယ်။ trine လို့ခေါ်တဲ့ acid ပေါ့နော် acid ဆိုတာကတော့ယိုးနှစ်ခုစုံတဲ့နေရာကို acid လို့ခေါ်တယ်။ဒီလိုဆိုရင်အဓိကနှုတ်ရှားမှုတွေကို ဖြစ်ပေါ်စေချင်ညာပဲဖြစ်တယ်။ အယိုးတွေကိုအဓိကအဖြစ်အကြမ်းမြင် category နှစ်ခုခွဲလို့ရတယ်။ AGS skeleton နဲ့ appendicular skeleton ဆိုပြီးတော့နှစ်ခုခွဲတယ်။ AGS skeleton ကတော့အလေဝင်ယိုးဆိုင်ရာအယိုးစုကြီးပဲဖြစ်တယ်။သူ့မှာအယိုးပေါင်း80ပါတယ်။အဓိကအဖြစ်ဦးကောင်းကွန်၊ကြောယိုး၊နန်ယိုးနဲ့မိညောင်ယိုးတွေနဲ့ပါဝင်ပြသထားတယ်။နောက်တစ်ခုကတော့ appendicular skeleton ဆိုတာကတော့အလေဝင်ယိုးအယိုးစုကြီးကိုဘီနာလာတွဲထားတဲ့အယိုးတွေကိုခေါ်တာပဲဖြစ်တယ်။ သူမှဆိုလို့ရှိရင်ခြေလက်နှစ်ဖက်လက်ပြင်ယိုးတင်ဆောင်ဝင်အယိုးတွေပါတယ်စုစုပေါင်းအယိုးပေါင်းအဲ126ယိုးရှိတယ်ဒီအယိုးတွေထဲမှာမှာဖီမာလို့ခေါ်တဲ့တောင်ယိုးကြီးရဆိုလို့ရှိရင်အရှည်ဆုံးယိုးနဲ့အခိုင်အမာဆုံးယိုးကြီးပဲဖြစ်တယ်နားအတွင်းမှာရှိတဲ့တေပီတို့ခေါ်တဲ့အယိုးလေးရတော့လူခဏကုံမှာအသေးငယ်ဆုံးအယိုးလေးပဲဖြစ်တယ်ကျွန်တော်တို့ရဲ့ဒူသားတွေရဲ့နေရင်းမှာအယိုးပေါင်းခုနှစ်ခုပါတယ်ဒီယူတွေ့ရသလိုရှိရင် ဒီမြောက်တွေတစ်ကလေးတို့ဒီမှာပါတဲ့အရေးအတွက်နဲ့အတူတူပဲဖြစ်တယ်။ကျွန်တော်တို့ရဲ့အယိုးတွေကဒီတမ်မတိကအစာလေးစားခန့်ပုံမူခိုင်းပါတယ်လို့လည်းဆိုရယ်။ညာတန်နဲ့ဒူရီမှာသလို့ရှိရင်ဒီညာဘက်လမောင်မျိုးကဘယ်ဘက်လမောင်မျိုးခက်ပူထူပြီးတော့ပူခိုင်းပါလိမ့်ရှိတယ်။ခန္ဓာကိုယ်မှာနောက်တော့မှပြတိရဲ့တ िश ူကိုပြောပါဆိုလို့ရှိရင်အယိုးပဲဖြစ်တယ်။ဘာလို့လဲဆိုတော့သူစီမှာကက်စတန်ဒတ်တွေတူတော်ထားလို့ပဲဖြစ်ပါတယ်။ဒီအယိုးတွေရာဆိုလို့ရှိရင်လူဘဝတစ်ချောင်းလုံးမှာ အစ်စ်ပြန်လဲပြုပြင်ဖွဲ့စည်းနိုင်တဲ့ tissue အမျိုးအစားတွေမှာပါတယ်။ဒါတွေကတော့လူခန္ဓာပေါ်မှာရှိတဲ့အယိုးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအကြံပြုဆွေးနွေးတော့တာပဲဖြစ်ပါတယ်။တိတူကများလေးတွေကိုလည်းအောက်က comment box မှာ screen တောင်းနိုင်ပါတယ်။ဒီ video လေးကနေပြီးတော့အထူးတူဆောင်တရားရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပြီးသွားလို့ရပါတယ်ခင်ဗျာ။အားလုံးပဲဘေးစုကပ်စုပေါ်မှာတော်တော်နိုင်ကြပါသည်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။